အားလုံးပဲမင်္ဂလာပါမြမကုစတိုဒီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးသွားမယ့်ဇလန်လေးကတော့အောင်မြတ်တာနဲ့ဖာတီစောတာလေးဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဆိုတော့ဇလန်လေးကိုကျွန်တော်နဲ့အတူဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါအောင်ဗျာအောင်မြတ်တာတို့စုကလိရွာတွေကိုဝင်လာခဲ့ရာခြေတန်းရှိအိမ်လုံးရှိကိုရောက်တော့ခြေလန်းတွေကိုရက်လိုက်ပြီးအထဲကိုလှမ်းကြည့်လိုက်ရာအိမ်ရှိကိုပြပေါ်မှာကွင်းအိတ်တစ်လုံးနဲ့အလုရှုံနေတဲ့စောတာလေးကိုလှမ်းမြင်လိုက်ရတယ်ခြံထဲဝင်လာလို့ရလားဗျအောင်မြတ်တာအတန်းကြောင့်စောတာလေးကမျက်ခုံးတစ်ဘက်ကိုပင့်ငါကြည့်လိုက်ပြီး ဝင်လာလို့ရတယ်လာကြလာကြအောင်မြတ်သားတို့လည်းစောသားလေးထိုင်နေတဲ့ကုပြစ်ဘေးမှာဝင်ထိုင်လိုက်ပြီပညာရှင်အဆင့်ဘလောက်ရောက်ပြီလဲလို့မေးလိုက်ရစောသားလေးကအံ့ဩတဲ့မျက်နှာနဲ့အောင်မြတ်သားတို့ခြေဆုံးကောင်းဆုံးကြည့်လိုက်ပြီကျုပ်ကိုသိနေတာလားဒါပေါ့ဗျာလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်တည်းကစောသားလေးဆိုတဲ့နာမည်ကိုသိနေတာပါအိုးကျုပ်ကဒီဝါကနေနှစ်ပေါင်း30လုံးဘယ်ဟိုးမှမသွားခဲ့တာဘလို့သိနေခဲ့ရလဲပါတီကဘယ်မှမသွားပါနဲ့ ပါတီစီကိုလာခဲ့တဲ့သူတွေကြောင့်သိခဲ့ရတာပါဒါတော့မှတ်မိမယ်ထင်ပါတယ်အောင်မြတ်သားလွယ်ရေးထဲကနေဟောင်းနှွမ်းနေပြီဖြစ်တဲ့အင်းတစ်ချက်ကိုထုတ်ပြလိုက်ဟာဇောသားလေးရဲ့မျက်နှာပေါ်မှာအံ့ဩမှုတွေပေါ်လာပြီဒါဆရာသက်ကင်လက်ရည်နဲ့ရေးထားတဲ့လက်ပြကောအင်မဟုတ်လားမင်းတို့ကသူနဲ့ဘယ်လိုပတ်သက်တာလဲကျုပ်တို့ကခိုင်းတူဆရာတပည့်တွေပါကျုံနာမေကအောင်မြတ်တာလို့ခေါ်ပါတယ်။အောင်မြတ်တာဟုတ်လား။ဟိုဒါဆိုဆရာတက်ခိုင်တို့ ပြောရတူများလား။ဟုတ်ပါတယ်ပါတီ အလိုလေးဆရာတက်ခိုင်ဆိုတာကြုတ်တဲ့နှစ်နှစ်လောက်ပဲနေတာလေအခုဆရာအောင်မြတ်သားလူငယ်လေးတိုင်းဖြစ်နေပါလားကျင်းကျန်မှုရဲ့အစွမ်းတွေပေါ့ဗျာဟိုပါတီလေအဆင့်တစ်ခုရောက်လာရင်ဒီလိုမျိုးအရာတွေကြုံတွေ့လာအောင်ပါကြုံလေအောင်မြတ်သားဆိုတဲ့လူကိုတွေ့ဖူးချင်နေတာကြာရောပေါ့လာကြလာကြအိမ်မော်တက်ကြပါဗျာပါတီကအောင်မြတ်သားတို့ကိုခေါ်ပြီးအိမ်မော်ကိုတက်ခေရာအိမ်မော်အရောက်မှာတော့အတန်သင့်ဂျဲဟုံးနဲ့ဖျားเจ้าဆောင်မှာပန်းရီချန်နေကတ်လူထားပြီးเจ้าဆောင်ရဲ့ရှိမှာတော့ကတော့ဘွဲသုံးဘွဲကိုပူဇော်ထားတာမြင်လိုက်ရတယ် ပါရီယာသာသနာပွင့်နဲ့ဂိုင်းမွေးကိုတေချာလှုပ်ထားတာပဲ။ဒါနဲ့ဒီကရောဝဲတပွဲကဘာအတွက်လှုပ်ထားလဲ။ဒါဆရာတွေကိုရည်စူးပြီးပူဇော်ထားတာလေ။အခုလာတာဆရာတက်ခိုင်နဲ့ဆရာတောက်လာတော့မပါဘူးလား။သူတို့ကဒီလောကမှာမရှိကြတော့ဘူး။အချိန်ဒီအကြောင်းကြောင့်အေးချမ်းတဲ့နေရာတစ်ခုမှာတရားအားထုတ်နေကြပါတယ်။အချိန်ဒီကုံတာမြန်လိုက်တာဗျာ။ဟုတ်ဒါနဲ့ဒီကလေးနှစ်ယောက်ကတပည့်အစ်တီလားဟုတ်ပါတယ်ပါတီသူတို့နှစ်ယောက်ကမောင်ကောင်းနဲ့ခွန်လာလို့ခေါ်ပါတယ် အောင်မြတ်သားစကားကြောင့်မောင်ကောင်းနဲ့ခွန်းလာပါတီကိုပြုံးပြလိုက်ပြီအခုလို့ဆုံးရတော့ဝမ်းသာပါတယ်ပါတီကျုပ်လည်းဝမ်းသာပါတယ်ဗျာပါတီရွာရဲ့အခြေအနေကအေးချမ်းရဲ့လားအေးချမ်းနေလို့တော့ဘယ်ဟုတ်ပါမလဲဆရာရဲ့အမေသတိနဲ့နေရတယ်ဟိုတလို့ရအောင်ယူရီးယားပညာတဲ့တယောက်ပြူစားလို့ကျိုးတို့ရွာကလေးတယောက်တင်းမလို့ဖြစ်ခဲ့ရသေးတယ်အသိမြန်ပြီလို့သာကန်ကောင်းသွားတာဟိုသူတို့ကအခုဒီပြဿနာရှာနေတော့မယ်လားသူတို့ကြီးအပြစ်တင်လို့တော့မရအောင်ဆရာကြီးကျိုးတို့ဘက်ကလည်းလေးရင်လေးတို့လို့လောက်တာရှိတယ် ဒီရွာနေဆက်ဖြစ်နေတော့အတော်ရှုပ်ထွေးတယ်ဒီရွာမှာကျုပ်တို့ခိုင်းဝင်နေရှိသေးလားရှိရဆိုရင် တွေးလို့ရအောင်စီစဉ်ပေးစီချင်ပါတယ်ရှိတာပေါ့ဆရာရဲ့ကျုံညကြရင်အားလုံးစုပေးပါမယ်ဆရာတို့လည်းပင်ပန်းလာကြတာဆိုတော့အိမ်မှာမှလွတ်လွတ်လပ်လပ်နေလိုက်ကြပါအောင်ဖာရီယာအောင်မြတ်သားတို့ဘုရားခန်းရှိမှနေရာချပေးပြီခမောက်တလုံးအဆောင်ကရွာထဲကိုထွက်သွားခဲ့လိုက်တယ်ညမောင်စားပြိုးချင်းအရောက်မှာတော့ဖာရီရဲ့ခြံဝန်းထဲမှာရွာသားတို့ချို့ရောက်လာခဲ့ကြရာဖာရီကအောင်မြတ်သားတို့နဲ့မိတ်ဆက်ပေးပြီ ဒါငါတို့ခိုင်းရဲ့အဓိကဆရာကြီးပဲငါ့ကိုပညာပေးခဲ့တဲ့ဆရာကြီးရဲ့ဆရာဆိုလဲဟုတ်တယ်ဖာရီးစကားကြောင့်ရွာသားတွေကအံ့ဩသွားပြီးအကြီးတွေကအောင်မြတ်သားစီကိုရောက်လာကြရတယ်ဆရာကြီးကြောင့်ကြားပဲကြားဖို့ပဲမယ်လူတို့အခုမှပဲတွေးဘူးတော့တယ်အားလုံးရဲ့စိတ်ထဲမှာထူးဆန်းမှုတွေမယုံနိုင်မှုတွေနဲ့ပြည့်နေမယ်ဆိုတာကျုံနားလဲပါတယ်အခုကျုပ်ရောက်လာခဲ့တာကမကြာခင်ကာလတွေမှာဖြစ်လာနေတဲ့အန်ဒီရတခုကိုကာဝယ်ပေးဖို့ရောက်လာခဲ့တာပဲဆရာကြီးကျုပ်တို့ရွာမှာဘာတွေဖြစ်လာမှာလဲအတိအကျတော့ပြောဖို့ခက်တယ်ဖာဒီ လွန်ခဲ့တဲ့ဘက်လောက်ကကြုတ်တရားထိုင်နေတဲ့အချိန်မြင်ရတာကဖာရီတို့ရွာပေါ်မှာအလွန်ကြီးမားတဲ့အရေးတခုအုံမိုးထားတာပဲဟိုဒီတော်တွင်ရွာမှာထူးဆန်းတာဘာဖြစ်သေးလဲอืมထူးထူးခြားခြားကိစ္စအားဆိုလို့လာပြီလာခွင့်နေရဆိုရင်စင်အောင်တန်မြင်းအောင်တန်နေကြားရတယ်ပြင်စစ်ခရာမဟုတ်တန်နေလည်းကြားရတယ်ဆရာကြီးဟုတ်တယ်ဖာရီအမိုးနှမ်းမှုလေဖာရီပြောသလိုမြင်ရတယ်ပြောတယ်ဒါမျိုးကငါတို့တိတက်စာရွေးတဲ့ကမကြုံဘူးတော့တာဘာလို့ခုမှပြန်ပေါ်လာလဲမသိပါဘူးအဲဟိုတလောကဖာရီကုပေးလိုက်တဲ့အဲစုကြောင့်များလား ဟာအဲစုနဲ့ဒီကိစ္စဘာဆိုင်လို့လဲအဲစုဟာယူရီယာပချင်းအောင်ကောင်မလေးတယောက်ကိုခိုးလာခဲ့တယ်မဟုတ်လားအေးကောင်မလေးရဲ့ဆွေမျိုးတွေကလက်မခံလို့ပြဿနာတက်တာကိုကြားလိုက်သေးတယ်ငါကြားသလောက်ကတော့ကောင်မလေးရဲ့မျိုးရိုးကတာမန်မဟုတ်ဘူးဆိုပဲအဲစုသိမလို့ဖြစ်တာသူတို့လောက်တာလို့ပြောနေကြတယ်ဟုတ်အခုကောင်မလေးကဒီရွာမှာရှိနေသေးလားရှိတယ်ဆရာကြီးသူလည်းမပြန်ရဲဘူးလေပြန်ရောက်ရင်သူ့ကိုလည်းတတ်မယ်လို့ပြောတယ်ဟုတ်ဒါဆိုအဲစုတို့ညောင်ကိုကျိုးစီကိုခေါ်လာပေးလို့ရမလား ကာမလေးကိုတီးကျင်တာတချို့မေးရလိမ့်မယ်။ငါတို့အခုပဲခေါ်လာပြီးမယ်။ရွာသားနှစ်ယောက်အိမ်ပေါ်ကနေစင်းသွားပြီးခဏကြာမှတော့အသက်18နှစ်အရွယ်ကောင်လေးနဲ့ကောင်မလေးတို့အတူပါလာခဲ့ကြတယ်။အောင်မြတ်သားအိမ်ပေါ်တက်လာတဲ့ကောင်မလေးကိုတစ်ချက်ကြည့်လိုက်ပြီးကောင်မလေးမင်းရဲ့မိဘတွေစီကိုဘာလို့မပြန်ရတာလဲ။ထိုကဲ့သို့မေးလိုက်သည်ကိုဘာရီကယူရီးယားစကားနဲ့တဆင့်ပြန်မေးလိုက်တယ်။ကျမမပြန်ရဘူးအဖိုးကျမကိုတက်ကြလိမ့်မယ်။ तू ကဘာလို့တက်ရမှာလဲ။မင်းကသူ့ရဲ့မိမဟုတ်လား။ အဖိုးကဗမာပြည်ကလူတွေဆိုအယမ်းမုန်းတာရွာတွေဟောက်တောင်ပေးဝင်တာမဟုတ်ဘူးဟုတ်တယ်ဆရာကြီးအဲ့ဒီရွာကြီးကကျောက်တို့ဘက်ကလူတွေဝင်ဖမ်းပြီးပလိတ်လက်အပ်တာအဲစုကယူရီးယားစကားလည်းတက်ပြီးရုပ်ကလည်းစင်နေလို့တတိမထားမိတာနေမင်းမင်းရဲ့အဖိုးကရွာမှာဘာလုပ်တာလဲ तू ကရွာထဲမှာဆေးပေါက်တယ်ဆေးကုတယ်တခြားထူးထူးဆန်းဆန်းကိစ္စတွေလုပ်တာရော မြင်မှုလားอืมရထူးရမျက်နေနေဆိုရင်အနေနဲ့ရရကလူတွေသူ့စီလာတာတော့မြင်မှုတယ် ြီးတော့တခါတလေသူ့စီကိုလာတဲ့သူတွေကိုစေးပဝီးတဲ့ချင်းလက်တွေကြောတွေကိုဓာတ်နဲ့ခုတ်တာလေမြင်မှုတယ်။ဒါဆိုအခုမင်းကဒီမှာပဲနေဖို့ဆုံးဖြတ်ထားပြီလား။ဟုတ်တယ်။ကျွန်မအဲစုနဲ့ပဲနေမယ်။အဖိုးစီမပြန်ချင်ဘူး။ဒီလောက်ဆိုနားလေပြီ။အဲစုအရှိ့ကိုထိုးလာခဲ့။အောင်မြတ်သားအဲစုကိုခေါ်ပြီးလွဲထဲမှာပါလာတဲ့ကြေးပြားကိုကမ်းပေးကဒီကြေးပြားကိုလက်မောင်းမှာပတ်ထား။အေးအခုဝါစားပြီးနေဆက်ကိုမကြော်မိစေနဲ့လို့တတိပေးလိုက်ပြီးပြန်လွတ်လိုက်ပါတော့တယ်။ အဲစရုပ်ပြန်သွားတော့အောင်မြတ်သားဖာထီနာကိုကပ်ပြီးပြေသနာဒီကောင်မလေးဘက်ကလာတာလို့မြင်နေဟိုဘက်ကဘာကြီးလုံးနေမှမသိရတာကြောင့်ကျို့တို့ဘက်ကအမြင်အသိရှိနေရလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးငါလည်းရွာသားတွေကိုတတိပေးထားလိုက်မယ်ညာလဲနေပြီဆိုတော့ရွာသားတွေကိုပေးပြန်လိုက်တော့ပြီးရင်ကျို့တို့လေးယောက်တနည်းအားကိုသွားရအောင်မယ်ဖာထီလည်းအောင်မြတ်သားစကားကြောင့်ရွာသားတွေကိုပြန်ခိုင်းလိုက်ပြီးလေယောက်သားအိမ်ရှိကူးပြစ်မှာတိုင်းကရောက်တဲ့ရရာစကားများပြောဆိုနေခဲ့ကြတယ် ခွန်နှစင်ရဲ့အမိထောင်ရင်ရောက်မှာတော့အောင်မြတာစောသားလေးကိုခေါ်ပြီးရွာရှိဘက်ကကွင်းပြင်ရှိရာကိုထွက်လာခဲ့လိုက်တယ်။လျှက်စင်းမီးတွေမရသေးပေမဲ့တဘာဝကထုံးညိပေးထားတဲ့လာရောင်ကစုကလေးရွာလေးကိုထိန်လင်းနေစေခဲ့တယ်လို့မကြာခဏဆိုသလိုဝင်ရန်တိုက်ခိုက်လာတဲ့လီနူအေးကမျက်နှာပေါ်ကိုတစ်ချက်တစ်ချက်လာရောက်ရိုက်ခတ်နေခဲ့တယ်။ဖာဒီစင်တယ်မြင်းတယ်နေကြရတာဒီကွင်းပြင်ဘက်ကလား။ဟုတ်တယ်ဆရာကြီး။ငါဖိုးတွေပြောတာကတော့ဒီကွင်းပြင်ကယိုးရီးယားနဲ့ဗမာတို့စီးချင်းထိုးတဲ့နေရာဆိုပဲ။ရှေ့နေနေဆက်သွားရင်မြေသားခံတဲ့ဟောင်းတစ်ခုရှိသေးတယ်။ ရောက်တုံရောက်ခိုက်သွားကြည့်အောင်။အောင်မြတ်သားတို့မြေသားခန္ဓာဟောင်းမကိုလမ်းလျှောက်လာတဲ့ချိန်နှာခေါင်းထဲမှာသွေးညင်နှံလို့လို့ပုတ်ရဲ့ရဲ့နံတစ်ခုရလာတာကြောင့်လမ်းလျှောက်တာကိုရက်လိုက်ပြီ။ကျိုးတို့ကအန်ဒီရဲ့ပေးမယ်သူတွေမဟုတ်ပါဘူး။ဒါကြောင့်သင်တို့အနေနဲ့ပြောစရာရှိတာဖြစ်ဖြစ်တတိပေးချင်တာရှိရင်ပဲဖြစ်ဖြစ်အကောင့်ထည့်ပြပြီးပြောပါလို့ပြောလိုက်ရာအနောက်ဘက်၅ဘေးကွာလောက်မှာမတ်တရက်နေတဲ့လူရိတ်တစ်ခုပေါ်လာခဲ့တယ်။ခန္ဓာကိုယ်တစ်ခုလုံးသွေးတွေပေးချင်နေပြီးငှက်ကြီးတောင်တောင်ကြီးကြီးပောင်ကင်ထားတဲ့သူကအောင်မြတ်သားတို့စေးစေးကြီးလိုက်ပြီးသူတို့စစ်ပြေနေကြပြီး ငါတို့ဘက်ကိုမကြခင်စစ်ကြည့်လာတော့မယ်။ဒီနေရာကနေမြန်မြန်သွားကြတော့လို့ပြောပြီးခြေလန်းကျဲကျဲကြီးနေအမောင်ထဲကိုဝင်သွားခဲ့တယ်။အဲ့ဒါကိုမြင်တဲ့အောင်မြတ်သားတနာယူနာတက်တဲ့လေတန်းလေးနဲ့သူတို့ဘက်ကတနာဖို့ကောင်းလိုက်တာ။အခုချိန်ဒီစစ်ပွဲထဲမှာကျင်းလည်နေတော့မှာပဲလားလို့ပြောပြီးမိသားခန္ဓာဟောင်းဘက်ကိုဆက်လက်ထွက်လာခဲ့လိုက်တယ်။ကွင်းမီယာနဲ့ခြေလန်းနေရာလောက်ရှောက်ပြီးချိန်မှာတော့မိသားနဲ့အခိုင်အမာတိဆောက်ထားတဲ့ခန္ဓာဟောင်းတစ်ခုကိုရောက်ရှိလာခဲ့ကြတယ်။နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့မြေသားခန္ဓာဟောင်းရဲ့တချို့နေရာတွေကမြေပေါ်ပဲ့ကျွေကြနေပြီ တချို့နေရာတွေမှာတော့တစ်ပင်ခြုံရွယ်တွေပေါက်နေတာကိုမြင်တွေ့လိုက်ရတယ်။အောင်မြတ်သားလည်းမြေသားခန္ဓာကိုလွမ်းမောပွေကြည့်နေတဲ့ချိန်စစ်ထွက်ဝိဇုံဝိဇင်တာပြီးဓာတ်တလက်ကိုခါမှချိန်ဆထားတဲ့လူတယောက်ခန္ဓာပေါ်မှာရဲလျက်နေတာနဲ့ပေါ်လာခဲ့တယ်။ထို့သူကအောင်မြတ်သားကိုစူးရဲတဲ့အကြည့်နဲ့ကြည့်ပြီးဘာလို့ချင်းလို့ဒီနေရာထိလာခဲ့ရတာလဲ။တိုင်းရေးပြည်ကိစ္စတွေကိုသိချင်လို့လာခဲ့တာပါ။တခြားကိစ္စတော့မရှိပါဘူး။အချိန်ကြီးကတင်းမာနေကြတယ်။ဘယ်အချိန်ထပေါက်ဝဲမလဲမသိဘူး။အေးချင်းနဲ့နေမရရုတ်ရက်ကြီးဘလို့ဖြစ်ရတာလဲ။ သူတို့ဘက်ကနန်းစရာစစ်ပွဲကိုပြန်စဖို့လှုံ့ဆော်နေကြတယ်။ဒါကြောင့်ငါတို့ဘက်ကလည်းဖြစ်လာရင်တုံ့ပြန်မှုပြင်ဆင်နေတာပဲ။စစ်ထွက်ဝေစုံဝင်းစင်ထားတဲ့သူကခလလန်းကွင်းမြေကိုလက်ညှိုးထိုးပြလိုက်ရာလမ်းလျှောက်လာစဉ်ဘာမှမရှိတဲ့နေရာပေါ်မှာဓားလန်လန်းနဲ့တိုင်ဆောင်ထားတဲ့မကျွတ်မလွတ်သေးသောစစ်တီရဲမှတ်တွေအပြင်တိုက်ပွဲဝင်အစင်းတန်းသားတွေစင်မြန်းထားတဲ့အယိုးကျနေတဲ့တိုင်ပြင်အယိုးကျနေတဲ့တိုက်စင်တွေမျက်စိတစုံပေါ်လာခဲ့ကြတယ်။ဘဝမှာပထမဆုံးမြင်ရတဲ့မြင်ကွင်းကြောင့်စောသားလေးရဲ့မျက်နှာမှာအံ့ဩထိတ်လန့်မှုတွေအတိုင်းသားပေါ်လာပြီးဆရာကြီး ငါတို့ဘာတွေပြင်ဆင်ရမလဲဆိုတာပြောပါဦး။တေကြပေါက်ကိုပြင်ဆင်ရတော့မှာပေါ့။သူတို့ဘက်ကဝင်လာတဲ့အခါမကြွမလွတ်သေးတဲ့သူတွေပြင် ကောင်မလေးဖိုးရဲ့လက်ပါစီတွေလည်းပါလာကြလိမ့်မယ်။အင်းတိုက်ပွဲကထင်ထားတာတည်းပိုကြီးနေပါလား။ဆရာဟိုဘက်ကိုလည်းကြည့်လိုက်ပါအောင်။မောင်ကောင်းလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရာယူရီယာဘချန်တဲ့နေရာမှာမိတ်တုံမိတ်တုံဖြစ်နေတဲ့မီးရောင်အောင်အောင်မြင်တွေ့လိုက်ရတယ်။နဇီယာကမကျွမလွတ်သေးတဲ့ယူရီယာစစ်တီတွေကိုခိုင်းစိန်နိုင်လောက်တဲ့အစွမ်းရှိနေတဲ့သဘောပဲ။ဖာရီ နေရွာသားတွေကတော့ပြောင်းအောင်ဒုံးနဲ့ထိုးခဲ့ပြီဟေ။ဘယ်တက်နိုင်မလဲဆရာကြီးရဲ့။ကြုံလာတော့လေရင်ဆိုင်ရတော့မှာပေါ့။ကဲမနက်ဖန်အစားပြီးဂိုင်းဝင်နေအားလုံးတက်တလို့ဒိတ်တံဝင်မှုပြောလိုက်တော့။ဂျန်နဲ့ရွာသားတွေကိုလည်းမထိခိုက်အောင်စီစဉ်ကြရှိတာစီစဉ်ပေးရတော့မယ်။ဟုတ်ကဲ့ဆရာကြီး။ငါကိုယ်တိုင်လိုက်ပြောပေးမယ်။အောင်မြတ်သားတို့လည်းမြေပြင်ချင်းတွေကိုအကဲခတ်ပြီးတာနဲ့မြေသားခန္ဓာနေရာကနေရွာထဲကိုပြန်ဝင်လာခဲ့လိုက်ကြတယ်။အောင်မြတ်သားတို့လည်းနောက်တနေ့မနေ့ရောက်တာနဲ့အဆောင်လက်ဖွဲ့တချို့အစည်းအဝေးပြီးရွာမှာရှိတဲ့အိမ်တိုင်းမှာကက်ခိုင်းထားသလို ရွာသားတွေကိုလည်းနေဆက်စည်းပြင်ကိုခြေတလန်းမှမကြုံမိစေဖို့စီယုံပြောဆိုခဲ့ကြတယ်။အခြားခိုင်းဝင်ရွာသားတွေကလည်းဖာရီနဲ့အောင်မြတ်တာတို့ရဲ့စကားကိုလိုက်နာပြီးမိမိတို့ဆောင်ရွက်ရမယ့်ကိစ္စတွေကိုဆောင်ရွက်နေခဲ့ကြတယ်။ညာဦးပိုင်းချင်းရောက်လာတော့လေလိုအပ်နိုင်တဲ့အင်းစမတွေကိုအမားရွေးမရှိနိုင်စေဖို့စစ်ဆေးနေခဲ့ရာညာသကောင်ချင်းတီးကိုရောင်းမှန်းမသိရောက်လာခဲ့တယ်။အဲဒီချင်းအင်းရှိကနေစောတာလေစောတာလေထိုကဲ့သို့အော်ခေါ်နေတဲ့ကြောင့်အင်းရှိကိုထွက်ကြည့်လိုက်ရာဖြူစားပြူနေတဲ့သဘင်ကိုတိတ်ကန်ရောက်နေထုံးထားတဲ့ကရင်ဖွားတီးအောင်အင်းရှိမှရက်နေတာမြင်တွေ့လိုက်ရတယ်။ ဘယ်သူလဲဝေငါနော်ကမွေးဖောပဲကမွေးဖောဆိုတဲ့နာမည်ကြောင့်ဖာဒီမျက်နှာပြက်သွားပြီအောင်မျက်သာကိုမသိမသာလှမ်းကြည့်လိုက်တယ်ဖာဒီဘာဖြစ်လို့လဲသူကတော်ယုံရွာတဲ့မွေနဲ့ပညာတယ်ပဲဆရာကြီးအခုဘာကိစ္စရှိလို့ကိုယ်တိုင်ရောက်လာလဲမသိဘူးကိုစီလာတဲ့ဧည့်သည်ကိုအိမ်မော်ခေါ်လိုက်ပါအန်ဒီရပြုတ်ဖို့လာတာတော့မဟုတ်တော့ပါဘူးအောင်မျက်သာတကားကြောင့်ဖာဒီကကမွေးဖောကိုကြည့်ပြီအမိုးအိမ်မော်တက်လေ မတက်တော့ဟေးငါနေ့ကိုမေးစာရှိလို့လာတာ မေးလေမူဘာကိစ္စလဲငါတို့ရွာကိုရိုးရရကောင်နေရန်စားဖို့လုပ်နေဆိုဟုတ်လားအတိအကျတော့မပြောနိုင်ပေမဲ့ဖြစ်လာဖို့တော့များတယ်အမိုးအေးဖြစ်လာခဲ့ရင်ငါတို့ကရွာဘက်ကနေရှိတယ်ဆိုတော့ကြောင်းလာပြောတာနင်းတို့နဲ့ငါတို့ကလမ်းချင်းမတူပေမဲ့ငါရည်ငါမြေကိုထိလိုက်ရင်လမ်းမတူလဲပူပေါင်းရမှာပဲအမိုးစကားကြတာအားရှိလိုက်တာငါတို့လည်းပြင်ဆင်စရာရှိတာပြင်ဆင်နေကြပြီအမိုးတို့လည်းလှုပ်တင်တာလှုပ်ထားတော့အေးငါလည်းငါလည်းရင်းတွေကိုအကြောင်းကြားထားလိုက်မယ် ။ငါလည်းရင်းနဲ့ရွာထဲလာရင်လေနင်တို့ဘက်ကစီးမကျော်မိစေနဲ့။ဒါတော့ကျိုးဘက်ကတာဝန်ယူပါတယ်။အေးငါလည်းငါလူတွေကိုတာဝန်ယူတယ်။နော်ကမွေးဖော်ဆိုတဲ့မိမကြီးကစကားကိုခက်ပြက်ပြက်ပြောပြီးရွာလမ်းမကြီးတိုင်းထွက်သွားခဲ့ပါတော့တယ်။အိမ်ဘက်တွေမိုးတာပြီးခြေတန်းခြေဆောက်တာတဲ့အိမ်တလုံးရဲ့အတွင်းမှာတော့အဆောင်ကြီးပြားများဖျားစင်းလူပါတဲ့ဆွဲပြားများကိုလဲဘင်းမှာဝှစ်စင်ထားတဲ့မျက်စိတစ်ဖက်လက်လူကြီးဟာစုပ်တံတစ်ချောင်းကိုကင်ပြီးဂါရာတစ်ပုတ်ကိုမမ်းမုန်နေခဲ့တယ်။သူအရှိမှာတော့လူလက်ပိုင်းယောက်ျားလေးတစ်ချို့ရှိနေပြီ အဲ့ဒီတည်းကတချို့ရဲ့ခန္ဓာကိုယ်အနက်မှာတော့အင်းစမတွေပြည်လူနီပါရေထိုးထားခဲ့ကြတယ်။လူကြီးကအချိန်တန်ကြာရွတ်ပတ်ပြီးချိန်မှာတော့အနားမှာရှိတဲ့ရေခွက်ထဲကရင်ကိုငုံလိုက်ပြီးစုပ်တံမော်ကိုထွေးကနေထွေးချလိုက်ပါတော့တယ်။တာချိုင်းရှေးတိုးလာစမ်းလူကြီးရဲ့စကားကြောင့်ကြောပလာဖြစ်နေတဲ့လူဟာလက်အုပ်ချီကရှေးတိုးလာပြီးခြေဖောအောင်နဖူးနဲ့ထိပြီးအယိုသေးပေးလိုက်ရာအဖိုးကဘေးမှကျထားတဲ့ဒါနဲ့ကြောပြင်ကိုတဖုံးဖုံးနဲ့ခုတ်ပါလိရော ။စာရွက်ကိုတီကနေပြအောင်ဖျက်နိုင်တဲ့ဒါကြောပြင်းတဲ့အထိမှတော့ဒုကနေဒုကနေကန်ထွက်လာတာကိုအံ့ဩဖွယ်မြင်တွေ့လိုက်ရတယ်။အဖိုးကတာချိုင်းကဲ့သို့တခြားသူတွေကိုလည်းဒုပီးထားပြီးစီရင်နေထိုးပေးပြီးတဲ့နောက်ရှေးရခင်ကဖြစ်ပျက်ခဲ့တဲ့တမိုင်းကြောင်းတွေကိုပြောပြခဲ့ရာရှေးမှာဝင်နေတဲ့သူတွေအားလုံးရဲ့မျက်လုံးထဲမှာအညိုးတွေတွေနာကြီးစိတ်တွေတမဟုတ်ချင်းဖြစ်ပေါ်လာခဲ့ပါတော့တယ်။ရုပ်ရည်ထွက်ပေါ်လာတဲ့စင်ော်သင်တဲ့အတူပိန်နေခင်းထားတဲ့စာရွက်ပေါ်ကအင်းစမကြီးတဖြည်းဖြည်းလှုပ်ခတ်လာခဲ့သလိုဖွင့်လာတဲ့တကားတွေကလည်းလင်းမတိုက်ပဲဟုံးနိုင်ချေလှုပ်ခတ်လာခဲ့တယ်။ ။ဒါအောင်မြင်တဲ့အဖိုးကခက်လန်းလန်းမှရှိတဲ့တောင်ကုန်းဘက်ကိုငေးမြော်ကြည့်လိုက်ပြီ။စောတာလေးမင်းကြောင့်ဆုံးရှုံးခဲ့ရတဲ့ငါးမျက်လုံးတစ်ဖက်တော့မင်းတို့တရွာလုံးစီစီညံ့ညံ့ကြေစေရမယ်ဟေလို့အန်ချိတ်ခါကြုံဝလိုက်ပါတော့တယ်။နေဆက်စီရိုးတခြားအစီရင်နေမြုပ်ပြီလား။ဟိုမြုပ်နေတော့မဆရာကြီး။မြေသားခန့်တဲ့ဘက်ကိုရောမြုပ်ရအောင်ပါလား။โอ้ขันแทบก็รอไม่ทวานเนอะตูออกมาอิงอ้าลุกขึ้นได้อสีเย็นนี่ชิโลชิญญาเสียหาอูเมอ๋อเมตตาซ้อตาเลโอลั่นเปียวบีมีด้าขันแทบก็ถั่วทวาเกไลดิ မြေသားပုံတွေပြိုကျလူစဲစဲဖြစ်နေတဲ့ခန်းတနေရာကိုအရောက်မှာတော့ကြေးပြားနဲ့စီရင်ထားတဲ့အင်းတစ်ချက်ကိုမြေကြီးပေါ်ချပြီးလက်နဲ့ပုတ်လိုက်ဟာကြေးပြားဆက်ကနေထောက်ကုန်ပြီးအနောက်ကိုလွင့်ထွက်သွားတာမြင်လိုက်ရတယ်မြေသားခန္ဓာအောက်မှာအစီရင်နေရှိနေတော့မှလားဆရာဟုတ်တယ်မောင်ကောင်ရှေးစရာတွေရဲ့ပညာကနှစ်ပေါင်းများစွာကြာတာတော့အသက်ဝင်နေတာကိုချီးကျူးရမယ်။အိုးဒါဆိုကျွန်တော်တို့ခန်းထဲတစ်လျှောက်ဘာမှလုပ်ဖို့မလိုတော့ဘူးလား။အေးသူ့စီရင်နေသူရှိရမို့ငါတို့ဘက်ကဘာမှမလုပ်တာပိုကောင်းလိမ့်မယ်။ အောင်မြတ်သားမြေကြီးပေါ်ကျနေတဲ့ကြေးပြားကိုကောက်ယူခါဇောသားလေးရှိရဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဇောသားလေးပါဝင်ပါဝင်ကူညီကြတဲ့ရွာသားတွေအနေနဲ့အောင်မြတ်သားရဲ့လမ်းညွှန်မှုအောက်မှာတညီတညွတ်ဆောင်ရွက်ခဲ့ရာသုံးရက်တွင်လုံတဲ့လုံထိုက်တဲ့အရာအလုံးကိုအောင်မြင်စွာနဲ့ဆောင်ရွက်နိုင်ခဲ့ကြတယ်။မြင်းကိုဒုံဆိုင်မောင်းနေလာတဲ့အတန်းကြောင့်အင်းဆွဲနေတဲ့အောင်မြတ်သားတို့လည်းအိမ်မြေဘက်ကိုကြီးလိုက်ကြတယ်။လာရောင်ကထိမ့်ထိမ့်သာနေတဲ့အတွက်အရာအလုံးကိုကောင်းစွာမြင်နေရပေမယ့်မြင်းခွာတဲ့နဲ့ပတ်သက်ပြီးအကောင်အထည်ကိုမမြင်ရတာကြောင့်အောင်မြတ်သားတို့လေးယောက်လည်းတခုခုထူးခြားပြီးဆိုတာကိုသိလိုက်ရတယ်။ ါကြောင့်အောင်မြတ်သာအာယုံစိုက်လိုက်ပြီးအတန်ရှိရဘက်ကိုကြည့်လိုက်ရအယိုးကြနေပြီဖြစ်တဲ့မြင်းတစ်ကောင်ကိုစီးပြီးအိမ်ရှိမှာဖျက်ပြင်းနေပြီဖြစ်တဲ့လူတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရတာကြောင့်ထိုင်ရကနေထားလိုက်ပြီးတင်းကခံတမ်းမှနေရပို့ကိုမဟုတ်လားဘာကြောင့်ရှိလို့ကျုပ်တို့စီကိုရောက်လာခဲ့ကြလဲသူတို့တွေနေဆက်စည်းကိုဖျက်ဖို့လုပ်နေကြပြီအာမဖြစ်နိုင်ကငါတို့စီရင်ထားတဲ့အရာတွေရှိတာကိုဘလို့လို့ဖျက်လို့ရမှာလဲတခုခုတော့မားနေပြီထင်တယ်အောင်မြတ်သာတခုခုကိုစိုးရင်စွာနဲ့ပြောပြီးဖာဒီ ခိုင်းသားတွေကိုခေါ်ပြီးချက်ချင်းလိုက်လာခဲ့ထိုးခဲ့သူမာကြားကမိသားခံတပတ်ကိုထွက်လာခဲ့လိုက်တယ်ဟိုရောက်တော့ရခင်နေတွေကစီရင်ထားတဲ့အစီရင်နေအားလုံးပြက်စီးနေပြီးခိုင်းသားရှိမှချီနောင်ထားတဲ့ချီမန်းကျူးတွေလည်းဓာတ်နဲ့ခုတ်ပြက်ခံထားရတာမြင်လိုက်ရတယ်ဒါတယောက်ယောက်ပြက်စီးသွားတာပဲမောင်ကောင်ခွန်းလာအခုချက်ချင်းကွန်ချာနှစ်ဆင့်အင်းကိုမြှုပ်တော့အောင်မြသာစကားမဆုံးခင်မှာပဲဒါလန်လန်နဲ့ကိုင်းဆောင်ထားတဲ့လူငါးယောက်ကယူရီးယားနေဆက်စီးကနေပြေးထွက်လာပြီးသူတို့လက်ထဲမှာပါလာတဲ့ဝက်ချုံတွေကိုမြေသားခန့်နဲ့မလန့်မကန့်မှစိုက်ချလိုက်တယ်ဆိုရင်ပဲ အမောင်လူတွေကနေတဆင်စင်ဟော်တန်မြင်းဟော်တန်နေနစီကွဲမတက်ထွက်ပေါ်လာပြီးအောင်လန်တလူလူလွင့်လာတဲ့ယူရီယာစစ်တီတွေရုတ်ကြီးပေါ်လာကမြေသားခံတပ်ပေါ်ညာတန်ဘေးကတက်လာကြရတယ်။မြန်မာတွေဘက်ကလည်းမျက်စိတမိတ်အတွင်းမှာတင်မောက်တို့မောက်ရှိတွေစောင်းထားတဲ့ရဲမက်စစ်တီတွေမျိုးရိုးခံတပ်ပေါ်ကနေထွက်လာပြီးယူရီယာစစ်တီတွေရဲ့တိုက်ခတ်မှုကိုပြန်လည်ခုခံကာကွယ်ခဲ့ကြရတယ်။ပြည်ထောင်အားပါတဲ့ကံကြက်ကကွန်ချာနှစင်းအင်းကိုအသက်သွင်းမှုလုပ်နေတဲ့မောင်ကောင်းရဲ့ပစောင်းကိုထိသွားတာကြောင့်အင်ဂျယ်ရောလူပါခံတပ်အောက်ကိုလိမ့်စင်းသွားခဲ့တယ်။အကိုဘာဖြစ်သွားလဲ ခွန်းလာမောင်ကောင်းကိုဆွဲထုတ်လိုက်တဲ့ချိန်ဒါနလက်ကင်နာရဲ့လူရဲ့လက်ကမြောက်တက်သွားပြီးခွန်းလာရဲ့ကြောပြင်ကိုခိုးဖို့အလိုဟေးအောင်မြတ်သားခန္ဓာကိုယ်ဇက်ကနေလဲပြီးဒါကင်နာရဲ့သူရဲ့နဖူးကိုလက်နဲ့ထောက်လိုက်ရာနာကျင်စွာအော်ဟစ်တန်တဲ့သူအနောက်ကိုစုပ်သွားခဲ့တယ်အစီရင်နေရဘဲပညာတွေမှဝင်လို့မရတာဘူးအခုလိုဖြစ်တယ်ဆိုတော့ရွာထဲမှာသူတို့လွတ်ထားတဲ့တချို့ရှိနေပြီထင်တယ်ဆရာဟိုမှာကြည့်ဦးခွန်လာအတန်းကြောင့်ကြည့်လိုက်အားယူရီယာစင်တဲ့မြင်းတက်တွေရဲ့နောက်မှာခါထောက်ပြီးရက်နေတဲ့လူတယောက်ကိုမြင်လိုက်ရတယ် ဒိုစင်ဖာရီနဲ့အတူရွာသားတို့ချုပ်ပြေးလာပြီဆရာကြီးဘာဖြစ်သွားသေးလဲဟိုဘာမှမဖြစ်ပါဘူးဖာရီဒါနဲ့ဟိုလူကဘာတူလဲနတ်ဆရာဖိဆောင်ပါလားအဲ့လူကအဲစုမျိုးသမီးရဲ့အဖိုးလားဟုတ်တယ်ဆရာကြီးဒီလူကသူ့မိကြောင့်ကိုယ်တိုင်လိုက်လာတာထင်တယ်ဖာရီနောက်ဆုံးနေစေးကြွားနေတဲ့ကောင်တွေကိုကြုတ်ရှင်းလိုက်မယ်ဒီကောင်တွေတော့တော့ကြုတ်ရှင်းနိုင်ပါလေစောသားလေးကနေဆက်စည်းအလေတဲတဲမှာရက်လိုက်ပြီးဂါရာတပုတ်ကိုကရင်ဘာသာနဲ့ယူလိုက်ရာ ကရင်တင်တန်းဝင်စင်ထားတဲ့အမျိုးသားနဲ့အမျိုးသမီးတယောက်ပေါ်လာပြီးနေဆက်စည်းကိုကြော်လာတဲ့သူတွေကိုလက်ထဲကင်ထားတဲ့ဓာတ်နဲ့ခုတ်ချလိုက်တာမြင်တွေ့လိုက်ရတယ်။တလိုင်းကရင်မောင်ထမပါလား။ဟုတ်တယ်ဆရာကြီး။ဒါကသူတို့အပိုင်းဆိုတော့ပင့်ဖိတ်လိုက်တာ။တလိုင်းကရင်မောင်ထမနဲ့တူမိသားခန့်တက်ကိုစောင့်ချက်နေခဲ့ကြတဲ့ရဲမတ်တွေကလည်းကျူးကျော်လာသူတွေကိုညာတံပေးကတိုက်ခိုက်နေခဲ့ကြတယ်။အဲဒီအချိန်မှာပဲယူရီးယားဘက်ချမ်းကနေပြိုးပြိုးပြက်ပြက်အလင်းစက်တွေထွက်လာပြီးအောင်မြတ်သားတို့ဘက်ကိုတိုးဝင်လာတာမြင်လိုက်ရပြီ။စတေးရအဆုံးထိမရောက်ခင်မှာပဲတယောက်ယောက်ရဲ့ကာကွယ်ပေးမှုကြောင့်ဘေးဘက်ကိုလွင့်စင်ထွက်သွားခဲ့တယ်။ အောင်မြတ်သာလဲစက်တွေကိုတားစီပေးတဲ့သူတွေကိုကြည့်လိုက်ရတေကိုင်းကြောက်ကိုစတုံးလို့ထုံးထားတဲ့ကမီးဘောနဲ့သူ့လက်ရင်တစ်ဘက်၅ယောက်ခန့်ကစက်ကြိုးစီပြီးကောင်းရံနေဆင်းလာတာမြင်လိုက်ရတယ်။ကမီးဘောကယူရီးယားနယ်ဘက်ကိုလက်ညှိုးငေါငေါထိုးပြီးဟဲ့ကောင်လေနေနိုးပါများရာရာဆဆကမီးဘောနယ်တဲ့ကိုဆက်လွတ်ရဲတယ်ဗောလေ။ကမီးဘောဘာကောင်မှလဲဆိုတာပြတ်ရသေးတာဗော။ထိုကဲ့သို့အော်ဟစ်ကရင်းညွတ်တဲ့တဲ့ကညင်ညွတ်အောင်ဆင်းရှိတဲ့စက်တချို့ကိုပြစ်လွတ်တိုက်ခိုက်ခဲ့တယ်။ ကမွေးဖော်ရဲ့စက်တွေကိုလည်းယူရီးယားဘက်ကပညာတွေကသူတို့ဘက်ကနေပြန်လဲတားဆီးခဲ့ရာနိုင်ငံနေဆက်စည်းပေါ်မှာတော့နှစ်ဖက်ဆက်ရောင်တွေကလဲဆီးလက်တယ်လို့တဖြည်းဖြည်းနဲ့တောက်ပနေခဲ့တယ်။ဟဲ့စောသားလေးနင်တို့ကတိစပောက်ကိုကာကွယ်ပေးထားတာငါအံ့ဩတယ်။ကမွေးဖော်ကပညာစက်တွေထုတ်လို့ရင်းနဲ့ပြောလိုက်တာကြောင့်စောသားလေးကနားမလဲတဲ့အကြည့်နဲ့ကြည့်ပြီးဘယ်သူကတိစပောက်တာလဲအမို့ဘယ်သူကမလဲနင်ရွာတဲ့ရောင်တွေယူရီးယားမှာပေါ့ဟဲ့ကမွေးဖော်ရဲ့စကားကြောင့်အောင်မြတ်သားတို့လှမ်းကြည့်လိုက်ရာနေဆက်စည်းပြမကိုထွက်ပြေးသားတဲ့မိမတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ် ငါတို့စီရင်နေဖျက်ဆီးလိုက်တာဒီကောင်မဖြစ်နေပါလားစေးကြွနေတဲ့ကောင်တွေကသူတို့လူထွက်ပြေးလို့ရအောင်ငါတို့လှည့်စားလိုက်တာပဲရွာသားတွေအားလုံးတောက်တခက်ခက်နဲ့ဖြစ်နေတဲ့အချိန်နဇီယာဖီဆောင်ကသူ့ဘက်ကိုရောက်လာတဲ့မိကလေးကိုကြည့်လိုက်ပြီငါသမီးတောင်းကြည့်တယ်အခုတော့အဖိုးတို့တောင်းထားလိုက်ဖီဆောင်ကမြေးဖြစ်သူကိုလုံခြုံတဲ့နေရာကိုသွားခိုင်းလိုက်ပြီးကျဲတဲ့ကောင်ကိုအရှင်လက်လက်လေးလေးပြီးဂါထာတစ်ပုဒ်ကိုရွတ်ဖက်လိုက်ရာဖြူဖက်ဖြူရောအသားကြီးရှီလျားတဲ့သပင်တွေကိုနောက်ကိုချလာတဲ့မိမတယောက်ပေါ်လာခဲ့တယ် အလားတူရေချိုင်နဲ့တောင်နဲ့မြေနဲ့တွေပါစင်ငယ်စင်ငယ်ပေါ်လာခဲ့ကြတယ်။ဆရာကြီးသူတို့ဟာမင်းနဲ့ဖရာကောင်နဲ့သူတို့ရဲ့ရိုးရာနဲ့တွေကိုခေါ်လိုက်တာပဲ။ဖာဒီဟိုမှာလဲကြည့်ပါဦး။မောင်ကောင်းစားကြောင့်ဖာဒီမျက်မှောင်ကြုံပြီးကြည့်လိုက်ရာမိမအူကောင်အောင်မှာဥအင်းကတွဲလောင်းကြနေတဲ့နာနာဘဝတကောင်ကိုမြင်လိုက်ရတယ်။ဒီကောင်ကခရာသွဲပဲဆရာကြီး။ဖိဆောင်ဟာသူတို့ဘက်ကတရေတွေနဲ့တွေကိုခေါ်ပြီးငါတို့ကိုတိုက်ခိုက်နေတာဖြစ်မယ်။ဖာဒီစကားမဆုံးခင်မှာပဲတောင်မှတစ်ဖက်ဖက်ခက်တန်ကြားလို့ကြည့်လိုက်ရာ ်ငှက်အတောင်တစ်ခုကိုလက်အဖြစ်အသုံးပြုပြီးပြန်တန်းလာတဲ့ခရဟွန်တရဲကိုထတ်မြင်လိုက်ရတယ်။ဒီအချိန်မှာတော့နှစ်ဖက်စလုံးကစစ်တီတွေဟာသူ့ဘက်ကိုဘက်ချမ်းမှာပြန်လည်နေရယူလိုက်ကြပြီးတစ်ဖက်နဲ့တစ်ဖက်လှုပ်ရှားမှုကိုစောင့်ကြည့်နေကြကြတယ်။ဆရာသူတို့ဘက်ကလည်းဆိုင်ရာနဲ့တူခေါ်တော့ကျွန်တော်တို့ဘက်ကလည်းသူတို့နဲ့ရှင်နိုင်မဲ့ပုံကိုခေါ်ချင်သေးတယ်။ဆရာချင်းပညာပြိုင်တာတဲ့သူ့နှစ်ကိုနဲ့အစွမ်းချင်းပြန်ရင်တဲ့ပုံစံလှုပ်ချင်တာတင်နေ။ဖာရီးဘောကဘယ်လိုလဲ။ငါကတော့ဘာပြဿနာမှအရှိမဖြစ်ချင်ဘူး။သူတို့ဘက်ကငါ့ကိုမကြည့်နေဘူးဆိုရင်ငါနဲ့တယောက်ချင်းရှင်ဖို့ပဲပြောမယ်။ ဖာရီပြောတာသဘာဝကျတယ်။သူတို့သဘောတူရင်ကြုတ်ခွင့်ပြုပါတယ်။အောင်မြတ်သားစကားကြောင့်ဖာရီကနေဆဲစီမှရက်လိုက်ပြီ။ဟေးဖီဆောင်နေငါ့ကိုမကြည့်နဲ့တာရှင်ငါနဲ့တယောက်ချင်းလာပြိုင်။မဆိုင်တဲ့သူတွေကိုဆွဲမထက်နဲ့။နေလဲထိုင်ငါလဲကရင်ပဲ။ကရင်သွေးတဲ့မှာကြောက်သွေးဆိုတာငငယ်တွေကမရှိဘူးကွာ။မင်းတတိရှင်ငါနဲ့လာရှင်စမ်း။ထိုကဲဆိုယူရီးယားလိုအော်ပြောလိုက်ရာဖီဆောင်ကကင်ထားတဲ့တောင်ဝင်းကိုမြေကြီးပေါ်ထန်းကနေထုချလိုက်ပြီ။စိန်ခေါ်ရင်ဖီဆောင်ကနောက်မဆုပ်ဘူးဟဲ့။ငါတကူဖြစ်ခဲ့ရင်ဘသူမှရှေ့မတိုးကြနဲ့ နောက်ထပ်လည်းပြဿနာမချနဲ့ထိုကဲ့သို့ပြောပြီးနေဆက်စီထိတ်ကိုထွက်လာခဲ့လိုက်တယ်စောသားလေးနဲ့ဖီဆောင်ဟာဝါရပြန်ကွာဒီလမ်းလျှောက်လာခဲ့ပြီးတယောက်နဲ့တယောက်စားမတက်ဝါမတက်ကြီးနဲ့စိုက်ကြည့်ကမင်းနဲ့ငါ၃ချိန်တိတိပြိုင်မယ်၃ချိန်မှာ၂ချိန်နိုင်တဲ့သူကအနိုင်ရမယ်သဘောတူလားငါသဘောတူတယ်အဲ့ဒီချိန်သူတို့ရဲ့ခေါင်းပေါ်ကနေဖြတ်ပြန်သွားတဲ့ညာငတ်တကောင်ရဲ့အတောင်မှာခတ်တန်ဟာတိုက်ပွဲကိုစတင်ဖို့အချက်ပေးလိုက်တယ်လို့ဖီဆောင်ဟာလက်ထဲကင်ထားတဲ့စေယုတ်တစ်ခုကိုမြေကြီးပေါ်ပြစ်ချလိုက်ရာ မိခိုးလုံးနဲ့ဥထွက်လာပြီးအထက်ကနေရှာတွေ့လေမျက်လုံးပြူးပြူးအသင်နီလန်နေတဲ့တရေတကောင်ထွက်လာခဲ့တယ်။ဒါအောင်မြင့်တော်ဇောသားလေးကခနဲ့တက်တက်ရေလိုက်ပြီးဒါတော့ကတော့ငါတို့ရွာဆောင်နဲ့နေရှင်လို့ရတယ်။ထိုကဲဆိုပြောကကရင်ပါသားနဲ့ဂါရာတဲ့ဘုတ်ကိုရွတ်လိုက်ရာဒူးလေးတစ်လက်နဲ့မြားထဲထားတဲ့ဝါကြီးတော်ကိုလွှဲထားတဲ့ကရင်ဖိုးကြီးတရားကိုရုတ်တရက်ပေါ်လာခဲ့တယ်။ဖေးဆောင်ထုတ်လိုက်တဲ့မွေးတရေကကရင်ဖိုးကြီးကိုမြင်တော့ကြမ်းတမ်းစွာအော်ဟေးရင်ရံပြူရံအရှိကိုတိုးလာခဲ့တယ်။ အဲ့ဒီအချိန်ကရင်ဖိုးကြီးဟာဝါကြီးထောက်ထဲကနေမြားရစင်းကိုထုတ်ယူကာဒူးလေးမှတင်ပြီးပြစ်လွတ်လိုက်ဟာမြားရန်ကမွေးသေးရဲ့ငယ်ရိတ်တက်တဲ့မှာစိုက်ပြီးအနောက်ကိုလမ်းကျသွားခဲ့တယ်။ဒါပေမဲ့ချက်ချင်းပြန်ထလာပြီးကရင်ဖိုးကြီးစီကိုခုံဝင်လာကဝင်လုံးပါလေရောကရင်ဖိုးကြီးကလည်းဒူးလေးနဲ့ပြင်မရတော့ခါးကြမှာပါလာတဲ့တမျောင်ထုတ်ကမွေးသေးရဲ့ခန္ဓာကိုအနံ့ကိုထိုးဆိုင်ရင်နှစ်ယောက်သားတပ်ပုံနေခဲ့ကြတယ်။မွေးသေးရဲ့ကဒဏ်ရာရလေမာလီထန်လေကျန်းလေဖြစ်တာကြောင့်စောသားလေးမျက်လာပြတ်သွားပြီးပွဲချီနေကိုအကဲခတ်နေခဲ့တယ်။ ်ဖီဆောင်ကတော့သူမွေးထားတဲ့တရေရဲ့အစွမ်းကိုကြည့်ပြီးစောသားလေးကိုဘလို့လဲဆိုတဲ့ပုံစံနဲ့မင်းငေါ်ပြလိုက်တယ်ရွာဆောင်တဲ့ဖူးကမွေးတရေနဲ့တက်ပုတ်နေရင်ဘဲဘက်ကားမှချိတ်ထားတဲ့ကျွဲကျူကိုထုတ်ယူပြီးမွေးတရေနှာနှုတ်တဲ့တဲ့ကိုဖြောင်းနဲ့ရိုက်ချလိုက်ရာမွေးတရေခင်ဗျာငဲစမ်းပေါင်းអော်ပြီးအနောက်ကိုလဲကျသွားခဲ့တယ်လက်ဆက်သက်တော့ဒီကောင်ရဲ့အားနေချက်ကနှာနှုတ်မှာ哦စောသားလေးကနိုင်ခွက်ကိုတီးသွားတာကြောင့်ရွာသားဖူးကိုစိတ်ထဲကနေပြောလိုက်ပြီးနှာနှုတ်ကိုသာရိုက်ခိုင်းရာမွေးတရေခင်ဗျာမှမခံနိုင်လို့ပဲငဲစမ်းပေါင်းអော်ကဖိဆောင်ရှိတဲ့ဘက်ကိုထွက်ပြေးသွားခဲ့တယ် ပထမပွဲမှာစောသားလေးအနိုင်ရတာကြောင့်ဖီဆောင်ကသူ့ရဲ့ဒုတိယပွဲမှာမင်းနဲ့ဖရာခနောင်းကိုတိုက်ခိုက်စေခဲ့တယ်။စောသားလေးကတော့သူတို့ရဲ့ရိုးရဖြစ်တဲ့ကရင်တလိုင်းမောင်နှမတွေကညီမဖြစ်သူကိုခေါ်ပြီးမင်းနဲ့ဖရာခနောင်းနဲ့ရင်ဆိုင်ခိုင်းခဲ့ရာမင်းနဲ့ကသူ့ရဲ့ပုံစံတိုင်းလက်တွေကိုရှေလျားအောင် ပြုတ်လို့ပြီးတိုက်ခိုက်ခဲ့တယ်လို့သူ့ရဲ့ရှာတွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်။ကရင်နဲ့တွေကလည်းဓာတ်နဲ့လက်ကိုအသုံးပြုပြီးပြန်လည်တိုက်ခိုက်ခဲ့ရာမင်းနဲ့ရဲ့လက်တွေမှာတော့ဓာတ်ခုတ်ရအစင်းကြောင်းတွေပေါ်ပေါက်လာခဲ့တယ်။ နှစ်ယောက်သာသူရင်ကိုရင်ရှင်ပြိုင်နေတဲ့အချိန်ဒေါသထွက်နေတဲ့မင်းနဲ့ခြုံထက်လာတဲ့လက်တွေကဂရင်နဲ့ရဲ့လေတိုင်ကိုထိုးပေါက်လူဆဲဆဲဖြစ်နေတဲ့အချိန်ကလေးကိုယ်တန်ကြောင့်မင်းနဲ့ရဲ့လက်တွေရုတ်တရက်ရက်တန်သွားပြီးအတန်ကြားတဲ့ဘက်ကိုကြီးလိုက်တဲ့အချိန်ဂရင်နဲ့ရဲ့ဓာချက်ကမင်းနဲ့ရင်ယွန်းတဲ့တဲ့ကိုစိုက်ဝင်သွားခဲ့တယ်လို့လူကအောက်ကိုစိုက်ကြသွားခဲ့တယ်။ဖိဆောင်ကသူ့ဘက်ကရှုံးသွားပြီဆိုတာကိုသိတော့မင်းနဲ့ကိုမျက်ထောင်နေနေကြည့်ပြီးတောက်တချက်ကကခြာကနေလှည့်ထွက်သွားခဲ့တယ်။မင်းနဲ့လည်းလဲကြနေရကနေကလေးကိုယ်တန်ကြားတဲ့ဘက်ကိုကြီးလိုက်သူ့ဘက်မှာရှိနေတဲ့သူတွေကိုကြီးလိုက်နေလှုပ်နေတဲ့အချိန်ဇောသားလေးကအရှိတ်ကိုတိုးလာပြီး မင်းနဲ့ဒီဘွဲမှာတင်နိုင်ပါတယ်အခုကြားရတဲ့ကလေးငိုတန်းတင်ကလေးမဟုတ်ပါနဲ့တင်းရဲ့ဒေါစာစီကိုရှော့ကြစီခဲ့တာမြင်တော့တင်းရဲ့မြေတားစီကိုပို့ပြီးလေးစားမိပါတယ်ကျန်းတဲ့သူတွေကိုလည်းပြောချင်တာနင်းတို့ငါတို့ဆိုတာသွေးဆက်ရင်လည်းတော်တယ်အမျိုးဆက်ရင်လည်းတော်ကြသူတွေမဟုတ်လားတော်ဘာလို့အမျိုးတွေထားနေကြတာလဲအခုဟာစားပြီးနင်းတို့လည်းငါတို့ပုံမမုန်းနဲ့ငါတို့လည်းနင်းတို့မမုန်းလို့ပြောလိုက်ဟာမင်းနဲ့ဘာဝင်ကျန်းတဲ့သူတွေလည်းဘာမှမပြောဘဲမျက်လွာချကလာရန်လန်းအသီးသီးကိုပြန်ထွက်သွားခဲ့ကြပါတော့တယ် အောင်မြတ်သားလည်းစောသားလေးရဲ့ဖြည့်ရှင်းနည်းကိုသဘောကျဟန်နဲ့ချီးကျူးခဲ့ပြီးသွေးချောင်းစည်းမဲ့တိုက်ပွဲကိုအဆုံးသတ်စေခဲ့တယ်။အောင်မြတ်သားတို့လည်းစုကလိရွာမှာရဲနှဲငယ်နေထိုင်ပြီးတဲ့နောက်လာရလန်းတိုင်းပြန်လာခဲ့ရာတစ်ပေါင်ဝါပေါင်နေမျှောချရာတောင်ရင်ပြကန်းဘေးကိုရောက်လာခဲ့ကြတယ်။နှစ်ပေါင်းများစွာတည်းကကျွန်းတစ်တေကိုရေမာမျောပြီးလိုရာရက်ကိုပို့ခဲ့တဲ့ဒလေးကိုကျင်းသုံးခဲ့တဲ့ဒေတာဖြစ်တဲ့အတွက်တောင်ရင်မြစ်ထဲမှာတော့ဖောင်ချိုးပြက်ပြီးနစ်မြုပ်နေတဲ့နှစ်ချို့ကျွန်းတစ်လုံးနေမြောင်များစွာရှိနေခဲ့တယ်။ကျွန်းတစ်တေကရေအောင်မြေအောင်မှာနှစ်ရာနဲ့ချီကြာမြင့်လာတဲ့အခါ မူလအယောင်ဖြစ်တဲ့ရွှေအိုယောင်ကနေအနဲ့အောင်ဖြစ်ပြောင်းလဲပြီးကျွန်းနတ်ဆိုတဲ့တိတ်တိဝင်တစ်ဖြစ်ကိုရောက်ရှိလာခဲ့တယ်။တိတ်တိဝင်တစ်ဆိုတဲ့အတိုင်းအဆောင်ရှောက်တွေကလည်းတစ်လုံးအကြီးသေးပေါ်မှာမူတည်ပြီးရှိနေကြပြန်နေ။ဒီလိုရှားပါပြီးတိတ်တိဝင်တဲ့တစ်တွေကိုတကူးတကလိုက်ပြီးရှာကြသူတွေလည်းတည်တန့်ရှိနေကြပြန်နေ။ဒီခါမှာတော့ဒီလိုကျွန်းနတ်ကိုလိုက်ရှာသူတွေရဲ့အမှာအလွန်ထူးခြားပြီးပါရမီပါတဲ့လူတစ်ယောက်ကြောင့်ကိုအလင်းတင်တယ်လို့ဖော်ပြပေးလိုက်ပါတယ်။ဒီကြောင့်ကိုတော့အောင်မြတ်တာနဲ့ကျွန်းနတ်မုတ်ဆိုးဆိုတဲ့ဝိတ္ထုမှာဆက်လက်ခန်းစားနာဆင်ပေးပါ။ ဇေနာယာမညာရေးသားထားတဲ့အောင်မြတ်သားနဲ့ပါတီစောတာလေးဆိုတဲ့ဇလန်ကတော့အရင်ပြီးဆုံးပါပြီ။နောက်ထပ်တင်ဆက်ပြီးသွားအောင်မယ့်အခန်းစဇလန်တွေကိုလည်းဆက်လက်နားဆင်ခန်းစားပေးပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါရစေ။ကျွန်တော်ကတော့တင်ဆက်သူဂျင်းပဲဖြစ်ပါတယ်။